အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ AB လ9ရက်စနေနေ့အတွက်မော်လဝတ္တခမ်းမ်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။မြင်းကလင်းသတင်းအနေနဲ့မနေ့က AB လ၄ရက်နေ့ည9:55မိနစ်အချိန်ခန့်မှာစကိုင်းမြို့ရဲ့အနောက်တောင်ဘက်၄မိုင်ခန့်အကွာကိုဗဟိုပြူပြီးအနက်26ကီလိုမီတာရေဒါစကေး၄သမခွန်အစိမ်းရှိငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။မုံတိုင်းသတင်းအနေနဲ့ AB လ၈ရက်နေ့မှာဘင်္ဂလားပင်လယ်အတွင်းမုန်တိုင်းဖြစ်နိုင်ခြေ80ရာခိုင်နှုန်းရှိပြီး ကနေ့ပင်လယ်ပြင်လောက်ွက်တွေမှာတော့ဒီကနေ့ကနေ AB လ10ရက်နေ့အထိအမြင့်ဆုံးလေတိုက်နှုန်းတနါယ15မိုင်ကန်တာရှင်နေတာကြောင့်ကုန်းတွင်းမှာလေပြင်းတိုက်နိုင်မဲ့အခြေအနေယော့နေနေဦးမယ်လို့မိုးလေဝသပညာရှင်ဝန်နိုင်ကခန့်မှန်းထားပါတယ်။ဒါပြင်လာမယ့် AB လ9ရက်နေ့အထိ AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်မွန်ပြည်မကွေးတိုင်းချင်းပြည်မန္တလေးတိုင်းနေပြည်တော်စကိုင်းတိုင်းကချင်ပြည်မြောက်ပိုင်းရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ မုံအနှင်းငယ်ရွာနိုင်မယ်လို့အတိပေးထားပါတယ်။ဒီကနေ့ညနေအထိတနင်္လာရီတိုင်းကရင်ပြည်နဲ့မွန်ပြည်တို့မှာနေရစိစိရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်းအေရဝတီတိုင်းကချင်ပြည်ကရနီကယားပြည်နဲ့ချင်းပြည်တို့မှာနေရွက်ကြောင်းမိုးထချုံရွာနိုင်ပြီးရွာရင်ရာနှုန်း80ဖြစ်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အထင်အင့်ဖြစ်ထွန်းနေပါတယ်။မြန်မာပင်လယ်ပြင်မှာတော့ လှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိပါမယ်။နောက်နေ့ရက်အတွင်းနေပြီးတော့ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊စကိုင်းတိုင်း၊ဧရာဝတီတိုင်း၊တရဏာရီတိုင်း၊ကချင်ပြည်၊ကရနီကယားပြည်၊ကရင်ပြည်၊ချင်းပြည်၊မွန်ပြည်၊ရခိုင်ပြည်နဲ့ရှမ်းပြည်တို့မှာနေရာကျကျမုတ်ထချုံရွာပါမယ်ရှင်။ကျမနန်းရွယ်ပါ။